အားလုံးပဲမင်္ဂလာပါဒီနေ့ခေါင်းစဉ်က characteristics of libertines libertines ဆိုတဲ့တက်ရှိတဲ့ characteristics ဝိသတာလက္ခဏာတွေတက်ရှိလို့ပြောရင်တက်ရှိရဲ့ဝိသတာလက္ခဏာတွေရှိပါတယ်အဲ့ဒီ characteristics တွေကမှ the main characteristic အဓိက characteristic ခုနှစ်ချက်ကိုဆီလို့ပြောတယ် the main characteristic of libertines are their cellular structure သူတို့ရဲ့ cell design ပေါ့ ော့တက်ရှိတွေဆိုရင်တက်ရှိမှန်ဆဲတွေနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်မှာအခြေခံကြာဆုံးဒီဆဲဆိုတဲ့ unit လေးတွေဖြစ်တယ်။အဲ့တော့ပင်တွေမှာဆိုရင်လဲ cell structure ရှိတယ်။ animal တွေမှာလဲ cell structure ရှိတယ်။အဲ့တို့ရဲ့မတူညီတဲ့ cell structure တိဆောက်ပုံတွေရှိတယ်။နောက်တစ်ခုက metabolism ဇီဝကံမှာဖြစ်စဉ်တွေအသက်ရှူတာစားစားတာအနေကျေးစွန်းတာဒါတက်ရှိတွေမှာပဲရှိတယ်။နောက်တစ်ခုက growth ကြီးထွားမှုတက်ရှိတွေမှာပဲကြီးထွားတယ်။ movement ရွေလျားမှု အရှိတမှာပဲယူလေရတဲ့ irritability လုံဆော်မှုကိုတုံ့ပြန်နိုင်မှုတက်ရှိတွေပဲတုံ့ပြန်နိုင်တယ်တက်မဲ့တွေကမတုံ့ပြန်နိုင်ဘူး reproduction မျိုးပွားခြင်းနဲ့ adaptability ပတ်ဝန်းကျင်နဲ့လိုင်းညီတွေဖြစ်အောင်နေနိုင်ခြင်းတက်မဲ့တွေမှာဒီလက္ခဏာတွေမရှိဘူးတက်ရှိတွေမှာကျတော့ဒီ main characteristic နေနဲ့ဒီ5ချက်ရှိတယ်ပေါ့နော်အဲ့မှာဆက်တော့တစ်ချက်ချင်းပြောမယ်နံပါတ်1က cellular structure တော့တက်ရှိတယ်မှရင်တို့ရဲ့ self disorder ပုံဆိုတာရှိတယ်။ All living things တက်ရှိအားလုံးမှာ consists of ပါဝင်တဲ့ the living substance တက်ရှိပစ္စည်း called protoplasm protoplasm လို့ခေါ်တဲ့တက်ရှိပစ္စည်းပါဝင်တယ်။အဲ့ဒီ protoplasm ဆိုတာ which form ဖြစ်ပေါ်စေသော the basis of cells ဆဲရဲ့အခြေခံကိုဖြစ်ပေါ်စေသော protoplasm ဆိုရဲတက်ရှိပစ္စည်းနဲ့ပါဝင်ဖွဲ့စည်းထားတာဖြစ်တဲ့ ဒီမှာဆိုရင်ဆဲပုံလေးကိုဆရာတို့ကပြထားတယ်ပေါ့နော်အောက်ကလူရဲ့ကဆဲလေးစလုံးကိုထုတ်ထားတယ်အဲ့တော့ protoplasm ဆိုတာအဲ့ဒီအလဲမှာရှိတဲ့အဲ cytoplasm နဲ့ဒီ nucleus နဲ့နှစ်ခုပေါင်းရင်အဲ့ဒါကို protoplasm လို့ခေါ်တာပဲနော်သူကရေတွေနဲ့အများစုကရေနဲ့ဖွဲ့စည်းထားတယ်ဒီဆဲတစ်ခုလုံးရဲ့ရာခိုင်နှုန်းတော်တော်များများ80ရာခိုင်နှုန်း80ရာခိုင်နှုန်း90ရာခိုင်နှုန်းလောက်ထိရေနဲ့ဖွဲ့စည်းထား ကြောင့်သူဒီ jelly like something jelly နဲ့တူပဲလို့ပြောတယ်။ this cell အဲ့ဒီ cell တွေမှာ contain DNA အလုံးကြာပို့ပြီးသားပါ DNA ဆိုတာနော်။အဲ့တော့ DNA ရဲ့ရှေ့က deoxyribonucleic acid nucleic acid တမျိုးဖြစ်တယ် ribo ဆိုတာ protein deoxy ဆိုတာ oxygen မပါတော့။အဲ့တော့ဒီ cell မှာ nucleus ရှိတယ် nucleus ထဲမှာပါရှိတယ်ဆိုတော့ chromosome ရှိတယ်။ chromosome တွေအများကြီးရှိတယ်နော်23စုံအစုံနဲ့အဲ့ဒီ chromosome တစ်ခုတစ်ခုမှာဆိုတော့ဒီ DNA ဆိုတာရှိတယ်။ DNA ထဲမှာ gene တွေရှိတယ်ပေါ့နော်။ တော့အဖေမေစီကမျိုးပြည်သားတွေအကြီးနဲ့မှတည်ဆောင်လာတာဒါကြောင့်မလို့လေဒီဆဲတွေမှာ content DNA molecule တွေပါဝင်တဲ့ that carry တည်ဆောင်တော့ biological information ဇီဝဗေဒသတင်းအချက်အလက်ဆိုလိုတာကကိုယ့်ရဲ့မျိုးပြည်သားဆိုင်ရာဇီဝဗေဒသတင်းအချက်အလက်တွေကို IDN တွေထဲမှာတူလောင်ခဲ့တယ်တည်ဆောင်ခဲ့တယ် cells of plants and animals အပင်နဲ့ animals တွေရဲ့ cells တွေ organize into tissues ဟောလို့ဆဲတွေတလုံးချင်းတလုံးချင်းပေါင်းလိုက်ရင်တဲ့ organize ဖွဲ့စည်းသွားတယ်အဲ့ဖွဲ့စည်းမှုကိုဆိုတော့ tissue လို့ခေါ်ပါတယ်အသားလုံးပဲထားပါတော့နော်အဲ့ tissue တွေအား intern ပြန်လာအပြင် organize ထပ်ပြီးတော့ပေါင်းလိုက်တယ်အဲ tissue တွေထပ်ပြီးတော့ပေါင်းလိုက်ရင်ဘာဖြစ်တုံးဆိုတော့ organ ဆိုတာတွေဖြစ်သွားတယ် organ အင်္ဂါတွေပေါ့နော်အသေးတွေကြောက်ကတ်တွေနှလုံးတွေအစာရင်တွေဥတွေအဲ့ဒါတွေက organs တွေပဲ အဲ့ organism ထပ်ပေါ်လာတဲ့ system ဆိုတာဖြစ်လာတယ်ဒါကြောင့် organism and system အဲ့တော့နှလုံးနဲ့သွေးကြောတွေနဲ့ပေါ်လာရင် circulatory system သွေးလည်ပတ်မှုအဖွဲ့အစည်းအစာအိမ်နဲ့ဦးနဲ့ပေါင်းလိုက်တယ်ဆိုရင်အစာခြေတဲ့အဖွဲ့အစည်း digestive system ကြောက်ကနဲ့စီးပြွန်အိမ်နဲ့ပေါင်းလိုက်တယ်ဆိုရင်စီးအိမ်နဲ့ပေါင်းလိုက်ဆိုရင် excretion system ညကျေဆုံးအဖွဲ့အစည်းဒါမျိုးပေါ့နော် system တွေဖြစ်သွားတယ်ဒါအခြေခံကိုဆရာပြောတာဖြစ်ပါတယ် အပင်တဲ့တော်ရရဲ့ sales တွေပေါင်းလိုက်ရင် tissue ဆိုရဲ cell တွေမှာအသားလုံးတွေဖြစ်လာတယ်အဲ့အသားလုံးတွေထပ်ပေါင်းရင် cell tissue တွေပေါင်းလိုက် organ ဆိုရဲအင်္ဂါတွေဖြစ်လာတယ်အသက် tissue ပေါင်းရင်အသက်ဖြစ်တဲ့ ownot tissue တွေပေါင်းလိုက် ownot ဖြစ်လာတယ် sign tissue တွေပေါင်းလိုက် sign ဖြစ်လာတယ်အဲ့ဒီ organ ဆိုရဲအင်္ဂါတွေထပ်ပြီးတော့စုပေါင်းအလုပ်လုပ်ပြီးဆိုရင် system အဖွဲ့အစည်းတွေဖြစ်လာပြီဒီ structure အဲ့ဒီ support တွေ are responsible တာဝန်ရှိတယ် for carry out the various life processes ဘီဒီယိုလိုက်ပရိုဂျက်အမျိုးမျိုးသောဘဝရှင်သန်မှုလုပ်ငန်းတွေကိုဖို့ carry out ထမ်းဆောင်ရန်အတွက် carry နဲ့အောင်းနဲ့အပေါင်းပါဆရာတို့ buff ပေါ့နော်တခုဖြစ်တယ်ထမ်းဆောင်တာထမ်းဆောင်ရအတွက်အဲ့ structure တွေတာဝန်ရှိတယ်အဲ့ structure တွေဆိုတော့ခုနဆဲစေပေါင်းလိုက် tissue tissue တွေပေါင်းလိုက် organ system အဲ့ဒီ structure တွေအလုံးဟာကိုအသက်ရှင်မှုတွေဒီခန္ဓာကိုယ်အသက်ရှင်မှုတွေမျိုးပတ်တော့လုပ်ငန်းဆောင်တာတွေကိုတို့ကစဉ်ဆက်မပြတ်မနာမနေထမ်းဆောင်နေရတယ်လို့ပြောတာ နောက်တစ်ခုကမက်တာဘောလစင်ဇီဝကံမဖြစ်စဉ်များအသက်ရှိမှန်ခေါနာဆက်စွာချာရှိရသလိုမက်တာဘောစင်ဆက်ဇီဝကံမဖြစ်စဉ်တွေလည်းရှိရတယ်တက်မဲ့တွေမှာဘောပင်တွေစာအုပ်တွေဖုန်တိုင်တွေမှာအဲ့လုံငန်းတွေမရှိဘူးအဲ့မက်တာဘောလစင်ဆိုတာဘာလဲ it's the sum of the various processes အမျိုးမျိုးသောဖြစ်စဉ်တွေရဲ့ဆံပေါင်းစုမှုအစုပေါင်းပေါ့နော်အဲ့ဒီမျိုးမျိုးသော various processes တွေဆိုတာဘာတွေလဲ that get the organisms life အဲ့ဒီ organizing ဆိုတဲ့တက်ရှိရဲ့ဘဝကိုပေးတော့တနည်းအားဖြင့်ရှင်သန်မှုကိုပေးတော့ဖြစ်ပေါ်စေတော့အသက်ရှူတာဆာဆာတာညစ်ကြေးဆွနာကြီးထွားတာမျိုးပွားတာအဲ့ဒါတွေစုစုပေါင်း sum total ကို metabolism လို့ခေါ်တာတတိယ aspect of metabolism metabolism မှာ aspect နှစ်ခုရှိတယ် aspect နှစ်ခုရှိတယ်ဆိုတာ metabolism မှာနှစ်မျိုးရှိတယ်လို့ပြောချင်တာနော်သူတို့က anabolism and catabolism anabolism ဆိုတာရယ် ကတဘောလင်းဆိုတာအနာဘောလင်းဆိုတာဖြစ်အောင်လုပ်တာကတဘောလင်းဆိုတော့ပြည့်အောင်လုပ်တာအချမ်းမင်းအဲ့လိုလေးမှတ်ထားလိုက်နော်ဖြစ်အောင်လုပ်တယ်ဆိုတာဆယ်ရိုဆိုက်တဲ့အစာတွေကိုဆယ်ရိုကခန္ဓာကိုယ်ရဲ့ဇိတ်တွေတာဖြစ်အောင်လုပ်တာအဲ့ဒါဒီအနာဘောလင်းကတဘောလင်းဆိုတာဖြုတ်ခွဲတာပေါ့ဆိုက်တဲ့ထမင်းတွေခေါက်ဆွဲတွေအဲ့ဒီကောင်တွေကိုဖြုတ်ခွဲလိုက်တာအဲ့ဒါဒီ ကတာဘောလေးဆိုရင်ဒါကြောင့် metabolism aspect ခန္ဓာအနေနဲ့ဆရာတို့ကနှစ်ရက်ရှိတယ်သူတို့ကဘာလို့ဆိုတော့ anabolism ရယ်ကတာဘောလေးဆိုရင်ဆိုပြီးတော့နှစ်မျိုးရှိပါတယ်တော့တခုချင်းအသေးပဲပြန်ပြောပါဆိုရင် the food material စားရတဲ့အစာအသက်ရှိတဲ့အစာစားပေးရတယ်။အဲဒီစားရတဲ့ cholesterol ဆန်သမင်းကြုံ food material အဲ it's made ပြုလုပ်လိုက်တဲ့ into a part of the organism အဲဒီအသက်ရှိခန္ဓာကိုယ်ရဲ့တည်ဆိတ်တွေတာ အသွေးအသားအယိုးအကျော်ခန္ဓာကိုယ်အစိပ်ပိုင်းတစ်ခုဖြစ်သူဆက်လို့ပြုလုပ်လိုက်တယ်အသွေးသားတွေဖြစ်လာတယ်ပေါ့နော် in the process of anabolism အဲ့ဒါ anabolism ဖြစ်စင်မှာနောက်တစ်ခုက the food material အဲ့ဒီစားလိုက်တဲ့အစာ when broken down ဖြိုခွဲလိုက်တော့အခါတဲ့ releases energy energy ထွက်လာတယ်တက်ရှိတွေဟာတက်ရှိမှုတွေလှုပ်ရှားသွားလာမျိုးပေါ့ energy လို့လေအဲ့ဒီ energy ဒီ ကိုယ့်အကိုထုတ်လို့မရဘူးအစာစားပြီးအဲ့ဒီအစာကို broken down ဖြုတ်ခွဲပေးရတယ်အဲ့လိုဖြုတ်ခွဲတဲ့အခါမှာ energy ပြင်းနဲ့ results in the formation of waste products energy ပြင်းဒီ waste products ဆိုတဲ့ energy product တွေ formation ဖြစ်ပေါ်လာသေးတယ် results ဆိုတာဖြစ်ပေါ်လာပြောချင်တာအစာကိုဖြုတ်ခွဲတိုင်းဖြုတ်ခွဲတိုင်းလိုချင်တဲ့ energy အပြင် waste product တွေအများနဲ့ထွက်တယ်အညစ်အကြေးတွေပေါ့နော်ကြံကိုစုပ်တယ်ဆိုရင်ကြံရည်အပြင်ကြံဘတ်တွေထွက်လာတယ်လို့ပဲ ိဖို့ကြောင့်မှအငြိစိတ်တွေထွက်တယ်လို့ပဲခန္ဓာကိုယ်မှာလည်းအငြိစိတ်တွေအများနဲ့ထွက်တယ်အစာကိုစွန့်ရင်ထုတ်အောင်စိုက်ရင်ထွက်အောင်ဖြုတ်ခွဲတိုင်းဖြုတ်ခွဲတိုင်းအငြိစိတ်ထွက်တယ်အဲ့ဒီအငြိစိတ်တွေကို waste product လို့ခေါ်တယ်အဲ့ဒီလိုဆရာတို့အစာကို energy ထွက်အောင်ဖြုတ်ခွဲတော့ဖြစ်စဉ် energy ထွက်အောင်ဖြုတ်ခွဲနေရမှာဆရာတို့က waste product လည်းထွက်တယ်ဆိုတော့မှ this browser အဖြစ်ဆိုအတန်းစားကတာပေါ်လစင်အဲ့ဒါကိုကတာပေါ်လစင်လို့ခေါ်ပါတယ်အမှားလို့တော့မပြောတော့ဘူးနော် အမှားလို့ပြန်ဖို့တချို့ဟာတွေကကျတော့ဒါကြပြန်ဖို့မလွယ်ဘူးအဲ့တော့စွန့်ရင်နဲ့အညစ်အကြေးထွက်အောင်ဖြုတ်အစာကိုဖြုတ်ခွဲတဲ့ဖြစ်စဉ်ကို anabolic and sorry catabolism လို့ခေါ်တယ်အဓိကတော့စွန့်ရင်ထုတ်တာပေါ့ဟိုကောင်ကတော့ကိုမလိုချင်ပဲထွက်လာတာပေါ့ထွက်လာတဲ့ဟာပေါ့ waste product ဆိုတော့အညစ်အကြေးရတယ်သူမထွက်လို့လည်းမရအောင်သူမထွက်ရင်လည်းအဆင်မပြေဘူးเนาะ the embodied metabolic processes အရေးကြီးတဲ့ metabolism ရဲ့ဖြစ်စဉ်တွေ processes တွေ that takes place ဖြစ်ပေါ်တော့ in organisms တက်ရှိစီထဲမှာဖြစ်ပေါ်တဲ့ metabolism တွေအများကြီးရှိတယ်အဲ့ဒီမှာ important အရေးကြီးတဲ့ metabolism process တွေတွေအားတဲ့ import ပါဝင်နေတယ်ဘာလို့ဆိုတော့ the utilization of food အစာကိုအသုံးပြုခြင်းအဲ့ဒီစာသုံးခြင်းမှာ this include ပါဝင်တဲ့ nutrition အာဟာရပြုခြင်းစာသုံးခြင်း respiration သက်ရှူစွန့်အင်ထုတ်ခြင်း respiration ကိုစွန့်အင်ထုတ်ခြင်းလို့ပြောမှာတိတိကျကျမှန်မယ်နော် air excretion အညစ်အကြေးဆုံးခြင်း ခုနထွက်လာတဲ့ waste product တွေကိုခန္ဓာကိုယ်အပြင်ကိုစီလံချောင်းနေလောက်ကောင်ဝါးတော့လောက်ကောင်ထုတ်ပေးရတယ်။အဲ့လိုထုတ်မပေးနိုင်ရင်လည်းအသက်ရှင်ရပ်တည်ဖို့ကမလွယ်ဘူးယောဂဖြစ်ပြီးတည်တတ်တယ်နော်။အဲ့တော့ရေကြီးတဲ့ metabolic process တွေထဲမှာအစာအုပ်အသုံးပြုခြင်းပါတယ်။အဲ့ဒီအစာအုပ်အသုံးပြုပြီးတော့ဘာလို့ဆိုတော့အာဟာရပြုတယ်။ respiration ဆွမ်းထုတ်တယ်။ excretion အညစ်အကြေးဆွမ်းတယ်။ metabolism မျိုးရှိတယ်။ anabolism စားတောက်တွေကိုခန္ဓာကိုယ်ရဲ့စားပြီးတော့ခန္ဓာကိုယ်ကြီးထွားအောင် အဲခန္ဓာကိုယ်ရဲ့ဇိတ်တရားဖြစ် mate ပြုလုပ်တာအနာဘောဇင်အဲ့ဒီအစာကိုဆရာတို့က energy စွန့်ရင်ထွက်အောင်ဖြုတ်ခွဲတာကတ္တာဘောဇင်အဲ့ဒီနေရာမှာ ATP ဆိုတဲ့စွန့်ရင်အပြင် chemical waste ဆိုတဲ့အညစ်အကြေးတွေလည်းပါတယ်နောက်တစ်ခုကတက်ရှိမိုင် growth ဆိုတဲ့ဝိသုဒလက္ခဏာရှိတယ်ဆရာတို့ဘောပင်တွေဖောင်တွေတွေစာအုပ်တွေတက်မဲ့တွေမှာကြီးထွားမှုမရှိဘူးနှစ်ပေါင်းဘယ်လောက်ကြာအောင်ထားထားတက်ရှိတွေကျတော့ကြီးထွားတယ် ဲ့ဒါကို group group လို့ခေါ်တယ် the group of an organism တက်ရှိတကောင်ရဲ့ကြီးထွားမှုဆိုတာ is seen မြင်နိုင်တဲ့ as an increasing size and weight အဲ့ကြီးထွားတယ်ဆိုပြောရင်သူကနှစ်ခုတိုးလာ increase ဖြစ်ရမယ်နော်ရေးမြရတယ် pattern ဆိုတာ site and wave site ရစားလဲတိုးတယ် weight အလေးချိန်လဲတိုးတယ်အဲ့ဒီမှာပုံပြထားတယ်နော် ဆိုင်ပဲတိုးတယ်ဝေးမတိုးဘူးဆိုလည်းမဟုတ်ဘူးဝေးပဲတိုးတယ်ဆိုင်မတိုးဘူးလည်းမဟုတ်ဘူးသူကဆိုင်လည်းတိုးရမယ်ဝေးလည်းတိုးရမယ်ရေစားလည်းတိုးရမယ်အလေးချိန်လည်းတိုးရမယ် Resulti from the use of food အဲ့လိုတိုးလာတာဒီအစာသုံးပုချင်းမှဖြစ်ပေါ်လာတယ် to further develop structure in the organism အဲ့လိုဝေးတိုးလာတာဒီဆိုင်တိုးလာတာဒီ further develop structure နောက်ထပ်နောက်ထပ် structure တွေဖွံ့ဖြိုးလာဖို့ဥမာအရွယ်မြောက်တစ်ဆက်ကလေးရွယ်ရောက်လာရင် ဆက်လို့လိုအပ်တဲ့အင်္ဂါတွေထပ်ပြီးတော့ဖွံ့ဖြိုးလာတော့ဗောမိတ်ကလေးဆိုရင်ဒါအဲပြူပေါ်ဝင်နေဆိုရင်ဖွံ့ဖြိုးလာတာတွေဒါထင်ရှားပါတယ်နော် in the organizing တက်ရှိတွေမှာအဲ့တော့တတ်တော်ရကြတော့ဂျိုးတွေပေါက်လာတယ်အတောင်မန်တွေပေါက်လာတယ်အစရှိတွေပဲဗောနော်အဲ့တော့ size ရဲ့အစာကိုအသုံးပြုပြီးတော့ကြီးထွားလာတဲ့ရွေးချက်ကနောက်ထပ် structure တွေဖွံ့ဖြိုးလာဖို့ဖြစ်ပါတယ်။ movement အဲ့တော့တက်ရှိမှရင်နောက်ထပ်ရွေလျားမှုဆိုတဲ့ characteristic တစ်ချက်ပါတယ်။တက်မဲ့တွေမှာမမြင်နိုင်ဘူး။ အော်လီဗီတီတက်ရှိအားလုံးကရှုပ်ပြရဲဆန်ကိုင်းဆောင်မှုမဲ့ရွေလျားမှုအမျိုးအစားချို့ပြရဲဆိုလိုတာတချို့ကတိတာထင်ရှားတဲ့ရွေလျားမှု animals တွေပေါ့နော်အဲတချို့တတ္တဝါတွေကြတော့မထင်ရှားဘူးဥပမာအပင်တွေဆိုရင်ရွေတော်ရွေတယ်မထင်ရှားဘူးသူကနော် this is more obvious in animals တဲ့ animals တွေမှာပို့ပြီးတော့ထင်ရှားတယ် obvious ဆိုတာထင်ရှားတော့ဘာကြောင့်လဲဆိုတော့ since they have organs of movement or locomotion locomotion ဆိုတာလေရွေလျားခြင်းပါနော် အဲ့တော့ organ sort movement အဲ့ရွေလျားတဲ့ organ အင်္ဂါတွေရှိလို့လေဥမာခြေောက်တွေလက်တွေငှက်ဆိုတောင်ပန်းတွေငါးတွေဆိုရေရက်တွေအဲ့ဒါ organ sort movement or locomotion တွေဖြစ်ပါတယ်အဲ့ဒီရွေလျားတော့အင်္ဂါတွေရှိတော့ကြောင်း animal စီမှာရွေလျားခြင်းအထင်ရှားတယ် movement and plan အပင်ဒီမှာရှိတဲ့ရွေလျားမှုကတော့ mainly text based ဖြစ်ပွားတယ်အဓိကအပြင် text based ဆိုတာဖြစ်ပွားတယ်နော် inside တဲ့ဆက်သူက cell တွေတွင်းမှာပဲဖြစ်တယ်တဲ့ cell တွေတွင်းဆိုတော့ cell တာမှာမျက်စိနဲ့မမြင်ရဘူး သို့တော်လည်းအချို့သောပင်တွေအော်တိုတော်လည်းဆန်းချို့ပင်တွေ result from the stimulant လုံဆောင်မှုကနေဖြစ်လာတဲ့ subject light အလင်းကဲ့သို့သောလုံဆောင်မှုကနေပြီးတော့အဲ့လိုမြင်သာတဲ့ရွေလျားမှုတွေဖြစ်လာနိုင်တယ်တဲ့အဲ့ဒီမှာအလင်းနဲ့ဝေးတဲ့နေရာမှာအပင်လေးပင်စိုက်ထားတယ်အလင်းလဲဆယ်လိုကကြာလာအဲ့အလင်းရှိတဲ့ဘက်ကိုကွေးညွတ်လာတာဒါထင်ရှားတာပေါ့နော်လုံဆောင်ပင်တုံ့ပြန်တတ်တဲ့အကုန်တတိကြောင့်ရွေလျားလာတာထီကုံးမင်းတွေဆိုထိလိုက်တာနဲ့ထင်ရှားရှားရွေလာတာ ါအပင်တွေမှာနောက်တစ်ချက်က irritability တုံ့ပြန်နိုင်မှုပေါ့နော်တက်မဲ့တွေဘောပင်တွေစားအုပ်တွေကိုဒေါသထွက်လို့ပေါက်ချလိုက်သူတို့ကဘလို့မှမတုံ့ပြန်ဒါပေမဲ့တက်ရှိကြတော့အဲ့လိုမဟုတ်ဘူးတုံ့ပြန် liberty တက်ရှိတွေက response တုံ့ပြန်ပါတယ် to stimulate လုံဆောင်မှုတုံ့ပြန်နေတဲ့သွားဆိုင်ပြန်ဆဲသွားပြီးတော့ခွေးတွေကောင်ဒုံးနေပြင်ပြီးရင်ပြင်မယ်ဟောင်းဟောင်းမယ်ပြန်ကိုက်ရင်ကိုက်မယ်အဲ့တော့တချို့ကတုံ့ပြန်မှုချမ်းတန်းတယ်ပြင်းထန်တယ်တချို့ကအနူးညံ့တယ်တိမ်မွေးတယ် ဘယ်လိုပဲဖြစ်ဖြစ်လှုပ်ဆောင်မှုတိုင်းကိုတက်ရှိမှန်သမျှသည်တုံ့ပြန်ပါတယ်တည်သွားရင်တော့မတုံ့ပြန်ဘူးနော်အဲ့တော့ destimulate လှုပ်ဆောင်မှုဒီ maybe လှုပ်ဆောင်မှုဆိုတော့ဘာအောင်ဆိုတော့ can be ဖြစ်နိုင်တယ်အဲ့ဒီ change and the environment ပတ်ဝန်းကျင်ပြောင်းလဲသွားတယ်ပတ်ဝန်းကျင်မှာပြောင်းလဲမှုတခုရှိရင်အဲ့ဒါဒီလှုပ်ဆောင်မှုပဲပူရနေအေးသွားတာအေးရနေပူသွားတာနေရနေညညနေနေအလင်းမရှိရနေအလင်းရှိအလင်းရှိရနေအလင်းမရှိအတန်နော်ဒါမျိုးတွေပေါ့ဒါတွေကပြောင်းလဲမှုတွေအဲ့တော့ပူရနေအေးသွားတာနဲ့ပြန်နေ ါလုံဆိုတာပဲအနှွေးလေးလေးဝတ်ပေးရမယ်အေးရနေပူလာရင်လည်းအင်ကြီးချုပ်ပန်ငါဖွင့်မယ်ရတောင်ခံမယ်ဒါတုံ့ပြန်တာအဲ့အနီချက်ချက်အန်တဲ့ environment ပေါင်းနေမှာရှိတဲ့ပြောင်းလဲမှုဘာမှမဆိုးဆိုတော့ဥမာနေနဲ့ light အလင်း sound အတန် touch ထိတွေ့မှု temperature အပူချင်း etc အစရှိတဲ့ဖြင့်တဲ့ဒါပေါင်းခြင်းပြောင်းလဲမှု၄မျိုးဥမာပေးထားတယ်အလင်းကြောင့်တော့လည်းကောင်းအတန်ကြောင့်တော့လည်းကောင်းထိတွေ့မှုကြောင့်တော့လည်းကောင်းအပူချင်းကြောင့်တော့လည်းကောင်းဆရာတို့ကပေါင်းခြင်းမှာပြောင်းလဲပြီးတော့လုံဆော်ပြီးဆိုရင် အဲ့ဒါတွေကိုတက်ရှိတွေကအနီးမမွန်းနေတုံပြန်ကြတဲ့အတန်နဲ့ကပ်ပြီး all လိုက်ပြီးဆိုရင်လည်းလန့်သွားတာမျိုးဒါမျိုးပေါ့နော် animals တွေပေါ့အပင်တွေကတော့ဆက်တော့အတန်ကိုမတုံပြန်နိုင်ဘူးသူတို့ရွေးပြီးတော့တုံပြန်အပင်တွေကအကုန်လုံးတော့မတုံပြန်နိုင် which breed box breed box ဆိုတာဖြစ်ပေါ်စေသည် aeration တုံပြန်မှုတခုကို in organism တက်ရှိတကောင်ပါအဲ့ပေါင်းနေမှာအနီချင်းချင်းအန်တန်အန်ဗိုင်းရွန်းမန့်ဖြစ်တိုင်းဖြစ်တိုင်းလိုက်ဆောင်တက်တెంပရေချာဖြစ်တိုင်းဖြစ်တိုင်း တက်ရှိတွေမှာ reaction တစ်ခုဖြစ်ပေါ်သေးတယ်။ဘာကြောင့်လဲဆိုတော့ due to sensitivity to the stimulus a sensitivity အာယုံခံစားနိုင်မှု to the stimulus အဲ့ဒီ stimulus ဆိုရယ်လုံးဆော်မှုအာယုံခံစားနိုင်မှုကြောင့်မှန်ပါတယ် animal တွေကအာယုံခံစားနိုင်တယ်မျက်စိနားနှာခေါင်းရှာကိုနော်စိတ်ပေါ့အပင်တွေကြောင့်အဲ့အရာတွေမှာပေါ့မပါတဲ့တွေတို့ကအလင်းတော့တုံ့ပြန်နိုင်တယ်ခံစားနိုင်တယ် temperature တုံ့ပြန်နိုင်တယ် test ကတော့ဒီထိကုံးမင်းလေးတွေပေါ့နော်အတန်ကိုတော့မတုံ့ပြန်နိုင်ဘူး အာ before touch after touch ထိကြုံးမယ်လေဆရာတို့သွားထိတာမထိခင်ထိပြီပေါ့သူတုံ့ပြန်တဲ့ဟာလေးဥမာနေနဲ့ပြထားတာ animal တွေတုံ့ပြန်မှုတုံ့ပြန်နေရတော့အားလုံးသိပြီသားပဲနော်ကြောက်တတ်တဲ့တော်ပါဆိုထွက်ပြေးတယ်အဆက်ရှိတဲ့မျိုးကျတော့ပြန်ကြိုက်တယ်ဆွဲရှိတဲ့တော်ပါလည်းပြန်ကြိုက်တယ်ပေါ့နော်အနည်းမျိုးမှနဲ့တုံ့ပြန်ကြတယ်ကျန်နေကောင်းတယ်မြတ်ဖြန်ဆက်ပြောမယ်နော်